အားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးလူတို့ဦးလာရေးသားထားတဲ့ဇတိနှင့်သာသမီများတို့ထောင်တွင်းမှ ပေးစာများစာအုပ်ထဲမှစာအမှတ်ဇနီးများကို အပိုင်း၃နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်စာအမှတ်41ဘ ਹੁ ဇံပြထောင်ရန်ကုန်16ရက်4လ1956မှာတနှစ်ဆန်းလာပြန်ပြီဒီနေ့ဟာမြန်မာနှစ်ဆန်းတရနေ့ပဲထောင်ထဲမှာကြံကြတာ၃ချိန်ရှိခဲ့ပြီး နောက်ဘယ်နှကြိမ်ကြာရအောင်မယ်ဆိုတာတော့မခံမှန်းတတ်သေးဘူး။နှစ်ဦးနေမို့မင်းစီနဲ့သားရီသမီးတွေစီစာရေးအောင်မယ်။တကြံမှာအလုပ်လေးရဲ့လောက်ပိတ်နိုင်တဲ့အတွက်မင်းတို့လည်းဒီတစ်ခါတော့တော်တော်ကလေးအနားရကြမှာပေါ့။ရလဲရကြအောင်မှာပဲ။မလာ၅ရက်နေကရေးလိုက်တဲ့စာခတ်ရှိရှိကိုရပြီးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အဲ့ဒီစာထဲမှာပါတဲ့အချက်လက်တချို့ကိုနည်းနည်းရှင်းဖို့လိုမယ်ထင်တယ်။ ဥသာညိုချောင်းရေးသားတဲ့နေရာမှာမင်းကလည်းပါမှာအနာယုကရှိနေတော့မင်းကိုမြင်ဘူးပြီးဒီစာကိုဖတ်ရတဲ့လူကမင်းပါကအနေယုကိုစလိမ်မီထိုးမိတာလားလို့မတင်ငါဖြစ်မှာစိုးရတယ်။အဲ့လိုမယုံတင်ငါရှိရင်ကိုဘယ်တော့မှစလိမ်မတောက်ချောင်းအတီအနှင်းပြောလိုက်ပါ။ဒီလောက်ဆိုရင်ရှင်းကြရောပေါ့။ကိုကလည်းမဟုတ်ဘဲနဲ့နာမည်ပြည့်မခံနိုင်ဘူး။ဒါမှမဟုတ်အသားမယူခြင်းဘူး။ တနည်းဆန်းလာတော့အသက်တစ်နှစ်ကြီးလာပြန်ပြီပေါ့အသက်20ဒီဘက်မှာတကြံကြတာတော်တော်များပြီဒါပေမဲ့တခါမှမမှန်မိတော့ဘူးလို့ပဲအသက်မေးသူကို ဖြေစရာကောင်းတယ်အသက်ဆိုတာကိုနှစ်တွေနဲ့တွေ့တာဟာအမှန်ဆုံးပဲလားဒါစဉ်းစားစရာတစ်ခုပဲတချို့ကအသက်ကတော့ငယ်ပါရဲ့20နားတဝိုက်ပဲဒါပေမဲ့မိုးအေးရင်ကိုယ်ရည်အစင်းမြစ်တွေကြိုက်ခဲတယ်တခြားချိန်မှာလဲတန်တန်မာမာဖြစ်ဖြစ်လက်လက်မရှိဘူး ဆီရိုရန်နဲ့တင်မနဲ့ခွာရတယ်မရှိဘူးပနက်စလင်သာကိုးွယ်ရာအားထားရာဖြစ်တယ်တချို့ကလည်းတခြားနေရာဖြစ်ခြူကြကြတယ်ဆိုရင်ဖြင့်အဲ့ဒီလူတွေဟာမျက်နှာကလေးတွေနှုတ်ကျင်နှုတ်ကြမယ်အဝေးစားအလှပတွေနဲ့မိုးမှန်ထားလို့လှကျင်လှကြမယ်ဒါပေမဲ့တကယ်ဆိုတော့အသက်80ကျော်တဲ့ဆရာကြီးသခင်ကိုတော်မိုင်းလောက်လူသားမြမပြည်သူကမ္ဘာပြည်သူတွေအတွက်အကျိုးပြုတာဝန်တွေကိုမထမ်းဆောင်နိုင်ကြပေဘူးပေါ့ ဒါကြောင့်နှစ်ပိုင်းဟာပဓာနာမဟုတ်ဘူးဆိုတဲ့ဝါဒကိုကိုတော့သဘောကျတယ်။မင်းလည်းသဘောတူမှာပါပဲ။ပြုံမြင့်တဲ့အရွယ်တွေကိုကြော်လွန်လာပြီးလူကြီးပိုင်းရောက်လာသူတွေဖို့ဒီအဖြစ်ဟာစင်ဒီကောင်းတစ်ခုဖြစ်လိမ့်မယ်။ရင်းရောချင်းဆိုတဲ့တရားကိုဘသူတွေမှမလွန်ဆန်နိုင်ကြပေဘူးပေါ့။ဒုက္ခသစ္စာကြီးတစ်ခုပါပဲ။တွန်းလှန်ခြင်းကမတတ်နိုင်တဲ့ဒီဘဝဒီခန္ဓာကြီးဦးလာတာချွေရင်လာတာကိုတရားမျက်စိနဲ့လဲကြည်တင်ကြသေးတယ် ုလိုနှစ်ဦးခါကြီးရဲ့ကြီးမှာ တော့ဗုဒ္ဓဘာသာပြီးပြီးတရားနှလုံးသွင်းကြမှတော်တယ်။ကိုလည်းဒီနေ့ပါဥပုံလေးရဲ့ဆောင်ပါတယ်။တန်နိုင်သလောက်အကျိုးမပြည့်မပြောင်မကြရအောင်ထိမ့်သိမ့်ပါတယ်။တေသူနဲ့ရှင်သူ၊အိုသူနဲ့ပြိုသူဘာများခြားနာတယ်လဲ။အတူပါချင်းအတူတူ ဖြစ်ပေမဲ့လို့ရှင်သူကတော့အငှားပစ္စည်းတစားတွေဖုံးအုပ်ထားတဲ့အတွက်အတူပါလို့မထင်ဘူး။တကယ်တကယ်အားဖြင့်ဆိုတော့အယိုး300ကျော် စိုက်ထောင်ထားပြီးတော့အဆက်အဆက်180အကျော်900နဲ့တုံထောင်ပြီး အသားဒီ900ကိုကတ်အရေထူးဆူဆူနဲ့ထုတ်ဖို့အရေပါလွှမ်းထားတဲ့ကိုကောင်အပေါက်ကြီးငယ်ရှိတယ်အစီအိုးလည်းပဲအောက်အထက်ယူစိမ့်နေယောဂါမျိုးမျိုးပေါက်တဲ့ရာခင်းကြီးပဲပြေမဲ့ပြီးပေါက်ကွဲ ယူထွက်တော့မဲ့အိုင်းအမကြီးလိုပဲဓွာရကိုပါကလည်းမြေဝတ် နှစ်ဖားနှက်တွေးချွဲကန်းကျင်ကြီးကျင်ငယ်တွေဟာမပြတ်တယူယူကြနေကြတယ်။ကိုတောင်ကိုတောင်လောက်ရှိတဲ့မွင်းမွင်းညင်းပေါက်ကလေးတွေကခုလိုပူပိုက်တဲ့ရာသီတွေမှာချွေးဆေးရေယူပြီးစားမြူပေါက်တဲ့အတွက်ရင်ကောင်တွေတဝဲဝဲနဲ့မဟုတ်ပါလား။မျက်နှာမသိရေမချိုးမဖီးမလဲကိုလည်းတုတ်တင်ခြင်းမရှိစပင်မွင်းညင်းခြေသက်လက်သက်တွေကို ပြူပြင်းမွန်မှန်ခြင်းသာမပြူကြဘူးဆိုရင် ်မိမွေးတိုင်းဖာမွေးတိုင်းသာအစကလေးကနေလာကြမယ်ဆိုရင်ရှင်မင်းနဲ့ဒွန်းဆန်းနာဝင်းကြီးကျုံနဲ့လမ်းဘေးပလက်ဖောင်းဘောကအိရတဲ့လူဆိုတာတွေဟာဗာများထူကြခြင်းရှိမလဲအမွေးစုပ်ဖွာခြင်းအတူတူစပင်ဖားရခြင်းအတူတူကိုအနံ့ခြင်းအတူတူချမ်းသာဆင်းရဲမရွေးအားလုံးတူတူယွန်းဖွယ်ရီးသာဖြစ်လိမ့်မယ်လူသေးဘွားကိုတူတူငါငါအနှင်းနှင်းမြန်ရှင်နေနောက်မုတ်ချရောက်ကြရမှာပဲ လောင်းကောင်ကြီးကိုကြက်စီးထားတဲ့အချိန်သပင်မှွင်းချင်းခြေသက်လက်သက်သွားတရွေးနှက်ကျင်ကြီးကျင်ငယ်တစ်ခုခုဟာအဲ့ဒီကိုခန္ဓာကြီးကကြာလာမယ်ဆိုရင်ဘသူမှတို့ကျင်သူမရှိဘူးဆက်ဆုပ်ယွန်ရှာကြတယ်အဝိဇ္ဇာမောင်ပိတ်ကားချင်းကိုကိုစုံမဲ့တဲ့ຢာကငန်းငယ်တဲ့ချင်းတို့ကြောင့်သာစုံမဲ့စရာမြန်နိုးစရာ နေစာဒုက္ခအတ္တရေလို့ဆွဲလန်းနေကြတာကို တပင်လုံးပွင့်နေတဲ့ပေါက်ပင်ကြီးကိုညအချိန်မှာခွေးငါးကမြင်တဲ့အခါမှာအမဲသားတစ်တွေလို့ထင်တယ်။တပွင်တပွင်ကြွေကြလာလို့စားမယ်လို့တဲ့အခါအမဲတစ်မဟုတ်ကြောင်းကိုတိုင်တွေ့ရပေမဲ့မကြွေသေးတဲ့အပွင့်တွေဟာတော့အမဲသားတစ်အစ်စ်တွေလို့ပဲယူစားပြီးတော့ပေါက်ပင်အောက်မှာပဲအငတ်ခံထိုင်ဆောင်နေတယ်။မင်းအပါငါအပါလူတို့တွေကဘာထူသေးသလဲခွေးငါလို့ပဲမဟုတ်လား။စီဒီယာပပတာ ဝါဒီတိတ်တမထီကရေတံကြတာနဲ့လှမ်းကြည့်လိုက်တဲ့အခါသွားပေါ်တာကိုမြင်တဲ့အတွက်အယိုးစုအခြေခံဘာဝနာနဲ့ယဟန်နာဖြစ်တော်မူသွားတယ်။ဒီမထီဟာခရီးဆက်သွားမိလို့တော်တော်ကလေးကြာပြီးတော်ချီကထွက်เสียအပေါက်ကိုရောက်တော့လူလင်တယောက်ကအရှင်ဖျားလမ်းမမှာမင်းကလေးတယောက်မတွေ့လိုက်ပါသလိုလို့မေးလျှောက်တယ်တဲ့။ဒီလူလင်ရဲ့ဇနီးဟာရောက်ခမများနဲ့မတင်တာနဲ့ သူမိဘရက်ထန်ပြဲမယ်ဆိုပြီးအိမ်ကဆင်းခဲ့တာတော်လန်တန်းရွာစီကို သွားနေရင်တော်ကြီးထဲမှာမထေမြတ်ကိုမြင်တာနဲ့စိတ်နှဲငယ်မြူးပြီးရင်မိတယ်မထေရှင်မြတ်ကရေတံကိုလှမ်းကြည့်လိုက်တဲ့အခါမိမရဲ့ယောက်ျားရဲ့လူသူမသိဘူးသွားတွေပဲမြင်ပြီးအယိုးစုဘာဝနာနဲ့ယဟန်နာဖြစ်သွားတာပဲဒါကြောင့်လူလင်ယောက်ျားကမင်းလျှောက်တဲ့အခါမထေမြတ်ကငါရှင့် မိန်းမရဲ့ယောက်ျားရဲ့လို့တော့ငါမသိဘူးအယူဆတော့မြင်လိုက်တယ်လို့ပြန်အမိန်ရှိတော့မူလိုက်တယ်။နောက်ပြီးကုရန်တကားလှိုင်းကူမာနေတော်မူတဲ့စိတ်တာဂုဒ္ဓမထေကိုတော်မြတ်ဟာလည်းပဲရှင်မင်းကရှိခိုးတဲ့အခါမှာလဲသူခီတော်ဟောတုမဟာယာဇမိဖုရားကြီးကရှိခိုးတော်လဲသူခီတော်ဟောတုမဟာယာဇလိုပဲဆုပေးတာပဲတဲ့ရှိခိုးသူကိုယောက်ျားမိန်းမရဲ့လို့မသိတီအောင်လဲအကဲမခန့် အင်းတရားစကားတွေလုံလုံကဲကဲသွန်ချလိုက်လို့လဲမဖြစ်သေးဘူးထင်တယ်။ထောင်ထဲကကမ္မထမ်းကြောင်းလေးလိုခန်းကလေးထဲမှာနေရတဲ့လူတွေတော့ကောင်းတော်တရားတွေပါပဲလို့ဆိုကြပါစို့။မင်းကတကယ်တရားရပြီးအိုးပြေအိမ်ပြေအလုတ်ကိုင်းတွေကိုပြေခလေးတွေကိုပါပြေပြီးစကိုင်းချောင်းယူသွားပြီးဒီလရှင်လုံရင်ကြံရည်တဲ့သူတွေဒုက္ခကြီးလှလှတွေ့နေလိမ့်မယ်။ ။ဒါကြောင့်ဒီမှာပဲတရားရည်အမြိုက်ဆေးကိုရေဆက်ချာကလေးနဲ့ရက်မှဖြစ်မယ်ထင်တယ်။အထက်ကပြောခဲ့တဲ့မထေရှင်မြတ်ကြီးတွေတရားပေါက်ခဲ့ပုံကို အတူယူကြလို့လားတော့မသိ။တို့ထောင်ထဲကလူဟောင်းတွေဟာမိမအဝိဇ္ဇာတွေနဲ့အလှပပြင်ပြီးကနွယ်ကလေးအားရှောက်သွားပေမဲ့မိမလို့မထင်ကြဘူးသူခီတော်ဟောတုမဟာယာစပဲဘာဖြစ်လို့လဲဆိုတော့မိမတို့တွေကထောင်ထဲမှာတိတ်ပေါ်တာကိုကဲကဲ ရေးစစ်ချမယ်။ဒကမာကြီးတနေ့ကမောင်မြင်းဆွေဆိုတဲ့ဖုန်ကြီးလူထွဲကလေးတယောက်ကိုကိုလာနှိပ်ပေးတယ်။ညောင်းလို့လို့ဥပုံဆောင်လို့မကစားရတော့ညောင်းတာပေါ့လေ။သူကအသေးဖွဲခိုးမှုကလေးတွေနဲ့ထောင်ထဲမကြာခဏရောက်နေတဲ့ဘိန်းစားကလေးပေါ့။သူဘလို့ကြောင့်ဘိန်းစားဖြစ်လာရသလဲဆိုတာကိုမေးကြည့်ရင်က သူအသက်16နှစ်အရွယ်လောက်ကနေ19နှစ်အရွယ်ထိဖြာပုံအင်းဝါကျောင်းတိုက်မှာ ပညာတင်ကြားခဲ့ရပုံတွေကိုပါထည့်ပြောသွားရှာတယ်။ဘင်းစားဖြစ်ရတဲ့အကြောင်းကလည်းဒုတိယကမ္ဘာစစ်နဲ့အခုကြုံတွေ့နေရတဲ့ပြည်တွင်းစစ်ကြောင်းပါပဲ။အားလုံးခြုံကြည့်လိုက်တော့ဒီဘောပဲပေါ့။မင်းကိုရင်ဝင်းတဲ့တုန်းကအခုငါ့ကိုနှိပ်ပေးတယ်လို့မျိုးဆရာတော်ကြီးတွေကိုဝမဖြစ်ရဘူးလား။လူမေးတော့ဖြစ်ရတာပေါ့ဆရာတဲ့။အေးငါတို့လည်းဖြစ်ခဲ့ရတာပဲ။မင်းတို့ဆရာတော်ကြီးကမင်းတို့ဝေးဖြစ်နေတော့တရားတော်တွင်က ပုံတို့ပတ်စာလေးတွေမပြောဘူးလားပြောမှာပေါ့လို့တခါမေးလိုက်ပြန်တော့မောင်မြင့်ဆွေဟာခဏစဉ်းစားပြီးပြောချောင်းဝန်ခံတယ်။ဒါဖြင့်တပုတ်လောက်ပြန်ပြောစမ်းกว่าလို့ဆိုတော့ဟိုးရှိရှိတော့ငါတဲ့ဖုန်ကြီးတစ်ပါးဟာပိတကတ်ကျန်းကန်တော့အသင့်အတင့်တက်ပါရဲ့။ဒါပေမဲ့တရားမဟုတ်တတ်ရှာဘူး။ဒါနဲ့စွန်းစားသွားတဲ့ခါမှဖြစ်စေအတူပါရှူရမှဖြစ်စေဘယ်မှမဆိုတီလာပေးယုံသားပေးတဲ့ ဒါနဲ့ဒကမာကြီးတွေကဦးစင်းတရားဟောပါအောင်တရားဟောပါအောင်နဲ့ခဏခဏရှောက်ကြတဲ့ဖုန်ကြီးလဲစိတ်ရှုပ်ရှုပ်ရှိတာနဲ့တနေ့တော့သွန်ကန်ကပြန်လာချင်းသွန်မြန်မြန်ဖုန်ပီးပြီးဘိုးသူရောကိုခေါ်တဲ့ကဲသူရောကြီးတို့တရားသွားရှာမယ်မင်းဘိုးအောင်နဲ့ခဲနံတစ်ချောင်းဆွဲပြီးငါနောင်လိုက်ခဲလို့ဆိုပြီးဆရာတပည့်နှုတ်ဦးចောင်းလိုက်ကထွက်ကြတဲ့စပီးထွက်ထွက်ချင်းပါပဲ ဟေ့သူတော်ရွှေချောင်းတော်ထွက်ခွာစရေးပါပြီဖျားကျောင်းကထွက်သွားပြီးတော်တော်ကြတော့တော်တဲ့ရောက်သွားရင်ပဲတည်ရွယ်၆တွေပေါ်တမင်ကလေးတွေပြေးနေတာတွေ့တာနဲ့သူတော်ရေတမင်ကလေးတွေကဂျိုးဂျိုးကျွတ်ကျွတ်ရေးလိုက်ပါအောင်ကွာရေးပြီးပါပြီဖျားအင်္ဂလိပ်ကူနာရောက်သွားပြန်တော့ဖားကလေးတွေကရေထဲကူးလိုက်တန်းလိုက်ငုံလိုက်ပေါ်လိုက်ကစားနေကြတာကိုတွေ့ပြန်တကူသူတော်ရေဖျား ရေးလိုက်ပါအောင်ကွာဖားကလေးတွေကစူး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 ရေးပြီးကြောင်းပါဗျာဒီနောက်တိပင်ကြီးတိပင်နာရောက်သွားတော့ပရွက်စိတ်ကလေးတွေဟာသူတို့ဥသူတို့ချီပြီးတိပင်ကြီးမှာဆင်ကြတဲ့ချီနဲ့အလုံးများနေကြတာကိုတွေ့ပြန်လာနဲ့သူတော်ရေဖះပရွက်စိတ်ကလေးတွေကသူဥသူချီလို့ရေးလိုက်ပါအောင်ကွာလို့ခိုင်းမြန်တဲ့သူတော်ကရေးပြီးကြောင်းရှောင်းလိုက်တဲ့နောက်ဖုန်ကြီးကကဲကဲသူတော်တရားရပြီတရားရပြီ ပြန်ကြားဆိုဆိုပြီးဆရာတပည့်ပြန်လာလို့ရွာထဲလဲဝင်ရော့မောင်းစုံမှာမောင်းထောင်းနေတဲ့မိအေးကိုသူ့အမေကဟဲ့မိအေးရေလို့ခေါ်လိုက်တာနဲ့မိအေးကလည်းသူ့အမေခေါ်တယ်ဆိုပြီးတော်လို့ပြန်ဟေးရင်နင်းထားတဲ့မောင်းကိုချလိုက်တာဘုံတိုင်းနဲ့မြည်သွားတာပေါ့ဒါနဲ့ပဲဖုန်ကြီးကသူ့တော်ရေဖရာရေုံกว่าမိအေးတော်ဘုံတိုင်းလို့ဆိုတဲ့ သူတော်ကလည်းရေးရရှာတာပေါ့လေတရားရလာတဲ့ကိုတော်လည်းအခုလိုအခါကြီးရကြီးရှင်ပြုလူပွဲကပင်နာနဲ့ကြွားရတဲ့အခါမှာတော့တီလာပေးပြီးတဲ့နောက်တက္ကရာမတွေက မတောင်းပန်ရသေးခင်မှာတက္ကမကြီးတက္ကကြီးတို့တရားနာကြရေစက်ချကြအောင်မလားလို့ဖုန်ကြီးကမေးလိုက်တဲ့တက္ကကြီးတက္ကမကြီးတွေကရိုသေစွာရှ िख ိုးပြီးချီးမြှင့်တော်မူပါဖျားလို့ရှောက်ကြတော့တရားရှာလို့ရခဲ့တဲ့ကိုတော်က အဟန်အဟန်နဲ့လဲချောင်းရှင်းလိုက်ပြီးနောက်အတန်နေအတန်ထားနဲ့ရွှေချောင်းတော်ထွက်ခါစသမင်ကလေးတွေကဂျူ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 ဖားကလေးတွေကစိုး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 ပျော်စိတ်ကလေးတွေကတူဥတူချီမိအေးတော်ပြုံးတိုင်းဟူ၍ဆူတောင်းကြကုန်ဆိုပြီးတရားဆုံးတက်လိုက်တဲ့ပြိတ္တကြီးဒါရုသုံးကျိန်ခေါ်စီမှာပဲပြောစရာတွေကတုတ်တုတ်ပြုံးတုတ်တုတ်ပြုံးကြတာပေါ့ ကိုလည်းရှေးပိုင်းမှာတော့ဟုန်ဒီပတ်ဒီတကယ်အနှစ်သာရရှိတဲ့တရားတွေဟောခဲ့ပြီးဤကုံချုပ်လို့မရတဲ့ဓမ္မကတိကဖြစ်နေတဲ့အတွက်ဘိန်းစားကလေးမောင်မြင့်ဆွေကူညီနေပဲမင်းတို့ကိုဆူတောင်းခိုင်းရတော့မယ်မောင်မြင့်ဆွေဟာအခုထက်ထိပြည်ကြီးတွေရသေးတယ်ကိုရွတ်ခိုင်းလို့နှိပ်ပေးရင်ရွတ်ပြနေရှာတယ်မြေတာတုံးနဲ့မောရာပရိတ်ဥဒေတယံအပေတယံကို နေ့စဉ်မှန်မှန်သူရွတ်တဲ့ဒါကြောင့်များလားမပြောတတ်ဘူးဆရာ ကျွန်တော်အပြည့်ရရင်နည်းနည်းပဲ2လ3လ6လအများဆုံးပဲလို့ပြောရှာတယ်။ဒါနဲ့ပဲကိုကပိတ်ကြောင်ကြီးတော့မဟုတ်ဘူးပေါ့မင်းခူတာကလည်းအသေးဖွယ်မှုအလေးတုံတာနဲ့ဖောက်ထွင်းတာနဲ့အပြည့်ချင်းမှမတူတာဓမြတိုင်ရင်တော့ခုနှစ်နှစ်လောက်ကြာမှာပေါ့မင်းဘိန်းပြက်မယ်အလုရှာလို့တင်းတင်းနဲ့အလုလေးရတယ်မင်းကလည်းမခိုးတော့ဘူးဆိုရင်ထောင်ထဲရောက်စရာအကြောင်းအလွန်နေသွားပြီလို့ပြောတော့သူသဘောကြပြီးပြုံးရှာတယ် ဘိန်းဖြတ်မယ်လို့လဲဆိုတယ်ဒီတစ်ခါလို့ရင်တရားလေးမှာရှိတဲ့ဘိန်းဖြတ်စေယုံသွားတတ်နိုင်အောင်ကြိုးစားမှာတဲ့ကိုရိုးထောင်းတဲ့ကတကြံကလည်းမင်းတို့ပြင်ပလောကအရေးပါပဲပြင်ပလောကမှာကုံစည်းနှုံးတွေ ကြီးမြင့်လူတွေနေရေးစားရေးကြက်တဲကြတဲ့အတွက်တကြံပွဲတွေမှာလွန်ခဲ့တဲ့နှစ်များကလိုများများမဝင်နိုင်မဝါနိုင်ကြဘူးဆိုတဲ့သတင်းတွေကိုကြားနေရတယ်မန္တလေးမှာလည်းရခိုင်ရခိုင်နှစ်များကလို့ အလှပါကတရားကျော်မဟုတ်ဘဲ30လောက်သာအနိုင်နိုင်ရှိကြောင်းအထက်အောက်သတင်းစာတွေမှာတွေ့လိုက်ရတယ်။ကိုရိုးထောင်းတဲ့ကနေရာအချို့ကပြည်လန်းမော်တင်လန်းတခြားသွားလာတဲ့ကြံကားတွေကိုကောင်းကောင်းမြင်ကြရတယ်။ရသေးစိတ်ဖြေတာတွေကိုစောင့်ကြည့်ကြတဲ့ရဲဘော်ကလေးတွေကနှစ်တိုင်းလိုတော့မစီဘူးအလှပါကကနေတယ်။မော်တော်ဆိုင်ကနေစပိန်ပေါ်တယ်။ကားကတော့တမန်နှစ်ကားနဲ့စားရင်ထက်ဝက်တောင်မရှိဘူးထင်တယ်လို့ပြောကြတယ်။ဟုတ်ပြီမှာပဲ။ ။ထောင်ထဲမှာလည်းတနေ့မနေ့ကရေချိန်ထဲအများကြီးအောက်တယ်။အိုးစီဝိုင်းလည်းနေတယ်။တနေ့ကအစေုံတိုက်ဖက်ကအိုးစီဝိုင်းတော်သားများအကအခုံတွေနဲ့ကိုရုကိုလာကြောကြတယ်။ကားကြတိမုံကြတာတွေကိုမြင်ရကြရတော့ငငယ်ကတော့ရွာတွေမှာကြုံတွေ့ခဲ့ရတဲ့ကြံအလှူတွေကိုတဲတရီရမိတယ်။အကျဉ်းသားတွေဆိုတော့ထောင်ထဲကလူကြရဖို့ပဲအာယုံပြုကြရရှာတယ် ူတို့ထိုးကြတဲ့တန်ကြပ်တွေကနည်းနည်းပါပါမှန်မိလိုက်တာကတော့ပြစမသင်္ကာယနာတင်တဲ့အခါကြည်ငှက်တွေတောင်လှုပ်ပြစ်တာပဲစာထသင်္ကာယနာကြုံတွေ့တာကံကောင်းလို့ဗျ2500သာသနာလှုပ်ဖို့ဆိုတာကျင့်သေးရဲ့လားသာသနာနဲ့လျှော့ရဲ့ဟာနှစ်ကြီးတွေမှာထူးခြားပါမလားခါထူးချိန်ထူးကြုံတွေ့လားထောင်ဆေးဖို့ဟာဒီအချိန်မဲ2500သာသနာငါတို့တွေမျောတလင်းလေ ပုံမှန်ငါးတွေဖန်ထားတာလှုပ်ဖို့ဆိုတာစဉ်းစားရလားအခြားအကြောင်းအရာကလေးတွေလည်းပါကြပါသေးတယ်အပြင်လောကမှာတော့မြူနီစပယ်အစိုးရအတိုက်ခံကုံစည်းနှုံးတက်တာပြည်တော်သားစသည်တို့ကိုဒီကြံရေးကစားသူတွေကတန်ကြံအမျိုးမျိုးနဲ့တညော်တယ်ကလော်တယ်ဖောထုတ်တယ်သူတို့ရဲ့လူအင်ဆန္ဒတွေကိုကြွေးကြော်ကြတယ်ဆန္ဒပြကြတယ်တို့အကျဉ်းသားကလေးတွေခင်ဗျာမလဲသူတို့အလိုချင်းဆုံးအချက်လက်တွေကို ကောင်းကောင်းမသိတဲ့မဆက်တတ်တဲ့ဂျားတွေကအုံနိုင်ရန်ကြီးလေးဘက်တွင်မှတကြောကြောအော်နေကြတယ်။ပြင်ပကကူနိုင်ခဲ့နိုင်သူတွေကဖြင့်ဒီအကျဉ်းသားသူတို့တွေကို လူလောကမှာရှိနေကြသေးတယ်ဆိုတာသတိမှရကြပါရဲ့လား။ပြုပြင်ပြုစုပေးရင်လူလောကကြီးတာယာဝါပြောရေးတွေအထိုင်လျောက်ဆွဲဖက်ထန်းဆောင်နိုင်မဲ့သူတွေလူတွေပါလားလို့လဲဆရာတို့ကစဉ်းစားမိကြမယ်မထင်။ အကြောင်းတကြောင်းကြောင်းကြောင်းမျက်နှာကြီးဩဇာကြီးတဲ့ဆရာကြီးတွေကိုယ်တိုင်အကျဉ်းအောင်နဲ့ရောက်လာကြပြီဆိုရင်ဖြင့်နာကျင်တရားကိုမစင်ကျင်မှုပဲမာနနဲ့ထင်ရောက်ပြီးပျော်ရှင်တိုင်းပျော်နေတဲ့လူအပြားနှိမ့်ဆက်ခြင်းခံရရင်တအီးအီးမိတာလို့ကျက်ကလေးစုံချရင်ပြည့်ရပြည့်ရအော်မိတာလို့အဲ့ဒီခါတော့မှသူတို့ကိုယ်တွေ့ရအနေပါဆင်ကျင်တတ်ကြတယ်။ဩဒုက္ခဒုက္ခ ။တကြံပွဲတော်ရဲ့မှာဒီနှစ်ကတဲ့ထောင်နှင်းဆက်ကတော့ဖာသလုံးကောင်းကြတဲ့။တကြံအကျန်ဒီကအလုတ်ဖက်မကတဲ့စီလိုက်တာတဲ့ကိုတို့တော့ဥပုံနေမှုမကြည့်နိုင်သေးဘူး။မင်းကိုပြောပြစရာတစ်ခုကြံသေးတယ်။ဒါနှစ်ယောက်ကိုရှင်ပြူပါလို့ဆိုတာတော့ကိုအိမ်ပြန်မရောက်သေးလို့မပြူနိုင်ဘူးလို့မင်းဆိုတယ်။မောင်စိုးဝင်အဖြစ်အခုလူပြူပေါက်ဖြစ်လာပြီ။နောင်များပိုးနေတတ်ပြီလားတောင်းမပြောတတ်ဘူးအဖေသားမို့တဲပြီးစိတ်ချဘူးလေ မင်းတို့လုံနေကြပုံနဲ့တော့သားရှင်ပြူနဲ့စေးဆက်ကြောင်းနိုင်ခြင်းကိုတဏီတဲ့လုံရမလို့ဖြစ်နေမလားမပြောတတ်ဘူးတဏီကတော့ထောင်ထဲမှာရှင်ပြူပွဲပြုလုပ်ဖို့ကိစ္စလူငယ်လူရွယ်တွေနဲ့လူကြီးတချို့လာတိုင်မြင်ကြတယ်အေယာဝရီကဥပါချစ်တင်ကဘကူကဥဆန်ညွတ်အတွက်တာဝန်ယူတယ်မောင်အောင်တင်နဲ့မောင်ညွတ်မောင်ကအခု23နှစ်ထိရှင်မပြူရသေးတဲ့တဝယ်သားကလေးမောင်အောင်ရှင်အတွက်တာဝန်ယူတယ် ကိုရှင်လောင်းကတော့မန္တလေးထောင်က ပြောင်းလာရတဲ့ကြောင်မြောင်းရွှေဘူနယ်သားဥကြခိုင်းနဲ့တချို့ကစွန်းတဲ့အကျိုးအကျွေးမွေ9000ချိုးသမားတွေကဇီးအဖျော်ရေစသည်ဖြင့်တာဝန်ယူကြတယ်။တာကလေးတွေကို ရှင်ပြူမဲ့စဲစဲမှာအဖမ်းခံခဲ့ရတဲ့အဖေအခုလဲတာကလေးတွေကိုအလွန်ရှင်ပြူကျင်နေတဲ့အဖေတယောက်ဟာကိတ်တီမာသားတွေကိုရှင်ပြူရင်ကျင်းကြီးသွားလိမ့်မယ်လို့တချို့ကဆိုကောင်းဆိုကြလိမ့်မယ်။ဒီလိုအယူသဲတာတွေကိုတော့ကိုမကြိုက်ဘူး။ ဒါကြောင့်တပိတ်သင်္ကန်းအစိုးမှပြီးကိုတိုင်းကိုကြရေးစက်ချလှူတဲ့နဲ့တာမဏိဘဝခံယူကြတာကိုအာယုံပြုတယ်။မန္တလေးကဆရာတော်ရှင်ဇနကာပြီးဝင်သားနောက်ဆုံးရတဲ့ကျင်ဝစ်စာအုပ်ကလေးတအုပ်မောင်ဆိုးဝင်းတို့အတွက်မှာယူဖက်ကြည့်နေတာကိုလည်းထောင်ထဲကကိုရင်ကြီးတွေကိုလှူလိုက်တယ်။ဦးစန်းညွန်းကအနှစ်20သမား၊ဦးကြာခိုင်ကလည်းအနှစ်20ပဲ။မောင်အောင်ရှိန်လည်းနှစ်ကြီးသမားပဲ။သူတို့ခမရတွေအလွန်ဝမ်းသာနေကြရှာတယ်။ကျေးဇူးတင်နေကြရှာတယ်။ ရန်ကုန်အိမ်တော်ရာကျောင်းတိုင်းကတိုက်အုပ်ဖုံးကြီးကသူတို့ကိုတာမဏေဖြစ်သွေးသွင်းပြီးတဲ့နောက်ဘွယ်ကလေးတွေပေးတယ်။သူတို့ဘွယ်တွေမှတ်ခိုင်းထားပြီးကိုရင်ခင်မင်းသားလို့ခေါ်တော့ဖះလို့ထူတယ်။ကိုရင်ဘွယ်ဘသူလဲလို့မေးတော့မေ့နေရော့။ကိုရင်အက်ကဝန်သားလဲဒီလိုပဲ။ဒါနဲ့ဖုံးကြီးကစာရွက်ပေါ်မှာဘွယ်ကလေးတွေရေးပေးပြီးမေးတော့မှ စာရွက်တွေကိုကြည့်ပြီးဖြေရှားကြတယ်။မောင်အောင်ရှင်ကစာမတက်သေးဘူး။ကာကြီးခါခွေးကစာပြီးသင်နေပါပြီ။ ဘုံကြီးကမာအနာကဘာစလုံးရှိသလဲအာအနာမှာဘာစလုံးရှိသလဲတာဝန်ဘူးနာမှာကောထာဝရမဲနာမှာကောစသည်ဖြင့်မိတာတွေတော့အာလုံးမဲသူပြန်ဖြေနိုင်ရှာပါတယ်ကဲဒီကုသူတွေအတွက်လဲတာရုခေါ်လိုက်ကြပြီအောင်နော်ကိုထောင်နဲ့ရောက်နေတာကြပြီမို့ဒီအလူငွေတွေဟာလဲမင်းတို့လောက်စားပဲကိုလောက်စားရဲလို့ဘာမှမရှိဘူးထောင်ထဲကနေပြီးကိုသုံးနာတွေကတော်တော်များနေပါတယ် နှခါလေကွဲကြောကြောထောင်ထဲရောက်နေတဲ့လူဟာနှိရှိလာများအိယာပေါ်လဲနေရတဲ့လူမကြီးနဲ့တနည်းအားဖြင့်တူတယ်လို့ဆိုရပေလိမ့်မယ်။လက်တွေခြေတွေနှုတ်တွေကိုတကယ်အားဖြင့်တော့နဲ့ပိတ်ထားပေမဲ့ကျဲလွင်ချင်းလွတ်လပ်ခြင်းကမရှိလေတော့ပြည်သူအကျိုးကိုဘလို့မှမတည်ပိုးနိုင်မိဘူး။တစ်နှစ်ကုန်တစ်နှစ်ဆန်းလို့အသက်တစ်နှစ်ကြီးပြီးဒေမဲ့ရဲ့နဲ့ပုံမူနိကလာလာတွေကို ကို့အနေနဲ့ဝမ်းမနေပါဘူး။ဒါကတော့သူ့အချိန်တိုင်း နိုင်ကိုနေစာနေကိုလာစာလာကိုနှစ်စာပြီးနေမှာပဲအသက်ရှင်နေကြမှာနေပါလျက်ပြည်သူတွေရဲ့အကျိုးကိုမတည်ပိုးနိုင်တဲ့အတွက်တော့အမှန်ပဲဝမ်းနေပါတယ်လူဆိုတာတည်ရတာမဆန်းပါဘူးဘသူမဆိုတည်ကြရမှာပါပဲစင်ဘောကလူလဲတင်းញိုင်းရောက်မှာပဲစင်ရောက်ကလူလဲတုတ်တန်ရောက်မှာပဲဒါပေမဲ့အသက်ရှင်နေခိုက်မိမိပြည်သူကမ္ဘာပြည်သူတွေရဲ့အကျိုးကိုမထမ်းဆောင်နိုင်မဲရှိနေတော့တာကတော့အလွန်ပဲဆုံးရှုံးနေတာလေ ကမ္ဘာလောကကြီးကို လူတယောက်အနေနဲ့ရောက်လာပြီးလူလောကตายာကောင်းမွန်ရေးကိုဘာမှအပေါင်းလက္ခဏာမတိုးနိုင်ခဲ့ဘူးဆိုရင် လူလာဖြစ်လာတာဟာခမင်းလာစားပြီးတည်သွားတာရဲ့လို့ပဲအတိတ်ပဲရှိနေမယ်။ကိုလုံဆောင်ကြိုးပမ်းခဲ့တဲ့အလုပ်တွေကြံရေးချဖို့လိုမယ်။အဲ့ဒီကြိုးပမ်းချက်တွေဟာအစိတ်တွေမဟုတ်ပဲစေကောင်းတွေ ဖြစ်ရမယ်။အနှုံတွေမဟုတ်ပဲကောင်းတဲ့အပေါင်းတွေ ဖြစ်ရမယ်။ ိုကျိုးပန်းသားတွေဟာတီထွင်ထူထောင်တာတွေဖြစ်ပြီးကိုသေးဆုံးပြီးဒီတိုင်အောင်ပြည်သူတွေကိုအမြဲတမ်းအကျိုးပြုနေတာမျိုးဖြစ်ရမယ်။ကိုခန္ဓာကြီးတေကြည်ပျက်စီးသွားပေမဲ့ကိုလှုပ်ဆောင်ကျိုးပန်းခဲ့တဲ့တူစုခဲ့တာတွေဟာတော့မသေးဖို့အရေးကြီးပါတယ်။လူလောကမှာဘသူပဲဖြစ်ဖြစ်ကိုနေရာနဲ့ကိုဒီအမြင်ဒီစေတနာနဲ့ကြည်ကြည်ပုံပုံတာဝန်ကိုထမ်းဆောင်ရင်အမှုမြတ်ဆုံးပဲလို့ယူဆပါတယ်။ခင်မကောင်းကာလမကောင်းတဲ့အချိန်ခါကြီးမှာ တရင်စာတာဝန်အလုပ်တာဝန်သာသမီတာဝန်တွေကိုခေါင်းခံထမ်းရွက်နေရတဲ့အတွက်မင်းအလွန်ပင်မဲနွမ်းနယ်မှာကိုကိုတွေးတော်မိပါတယ်အခုလိုပူပိုက်တဲ့လတွေမှာဆိုရင်ဘလောက်ဆင်းရဲမယ်ခုလိုငွေကြေးရှားပါတဲ့ချိန်မှာဘလောက်အခက်အခဲတွေတွေ့မယ်ဆိုတာကိုလည်းစဉ်းစားမိပါတယ်ဒါပေမဲ့မင်းကိုကိုဘာမှမကူညီနိုင်ဘူးကျမ်းမာရေးကိုမထိခိုက်စေပဲပညာဉာဏ်လုံးလာရှိသလောက်ပဲလုပ်ပါ ပြင်းလွန်တဲ့ဒဏ်ကိုမင်းမခံနိုင်ပြီဘူးအမြဲတည်းရလျက်ကျမ်းမာကြပါစေဟုတ်ကဲ့ပါရှင် အပိုင်း73ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း74မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်